ားလုံးပဲမင်္ဂလာပါရှင်မြန်ခရစ်တို့ကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရုရှားဖြစ်စတေဘယ်ကွန်ကို EU ဘေးဆိုရောမဲဆိုတဲ့သတင်းနဲ့အတူဒေါ်လာ35000အထိခြေလှမ်းပြေနေတဲ့ဘစ်ကွိုင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ ထမအောင်ဆုံးတရင်တဘောအနေနဲ့ရုရှားဖြစ်စတေဘယ်ကွန်ကို EU ပိတ်ဆို့တော့မယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဥရောပတမကဟာရုရှားငွေကြေးနဲ့အာမခံထားတဲ့ A7 A5 စတေဘယ်ကွန်ကိုပိတ်ဆို့ဖို့စဉ်းစားနေကြောင်းသိရပါတယ်။ A7 A5 ဟာကမ္ဘာပေါ်မှာ USD မဟုတ်တဲ့ stable coin တွေထဲမှာအကြီးဆုံးဖြစ်တယ်လို့ Russian ငွေကြေး Rubles နဲ့ချိတ်ဆက်ထားတဲ့ stable coin တစ်ခုပါ ရုရှားဟာအနောက်အစိုးရစီးပွားရေးပိတ်ဆို့မှုတွေကိုရှောင်ရှားဖို့အတွက်နီလန်းတွေအများကြီးတွေကမှ cryptocurrency တွေကိုတွင်းတွင်းကျဲကျဲအသုံးပြုလာနေတာပါ။ကမ္ဘာလုံးဆိုင်ရာ NDS မှခံခွဲရေး company ဖြစ်တဲ့ Integrity Risk International ရဲ့အဆိုအရရုရှားဟာ Shadow Fleet ဆိုတဲ့ကုန်တင်သင်္ဘောရာပေါင်းများစွာကိုအသုံးပြုပြီးပိတ်ဆို့ခံရတဲ့ကုန်ပစ္စည်းတွေကိုမောင်းခိုဖို့နေတယ်လို့ဒီလိုမောင်းခိုကုန်သွယ်မှုတွေရဲ့ငွေပေးချေမှုတွေကို A7 A5 အပါအဝင် cryptocurrency တွေအသုံးပြုပြီးငွေပေးချေနေကြောင်းသိရပါဗျ။ ဒါပေမဲ့ဥရောပတမကကရုရှားနဲ့ဆက်စပ်နေတဲ့ crypto platform တွေကိုပိတ်ပင်မှုကြေညာပြီးတပတ်အကြာစက်တင်ဘာလ26ရက်နေ့မှာ A7 A5 ရဲ့ market cap ဟာဒေါ်လာ140မီလီယံလောက်ကနေဒေါ်လာ490မီလီယံကျော်အထိရုတ်တရက်မြင့်တက်ခဲ့ပြီးတရက်ထဲမှာကို250ရာခိုင်နှုန်းလောက်အထိတက်ခဲ့ပါတယ်။တနင်္လာနေ့အထိ A7 A5 ရဲ့ market cap ဟာ ဒေါ်လာ900မီလီယံလောက်မှငြိမ်းနေပြီ USD မဟုတ်တဲ့ stable coin ဈေးကွက်ဝေစုရဲ့43ရာခိုင်နှုန်းလောက်အထူးကိုနေရာယူထားနိုင်ပါတယ်။ဒါကြောင့်အခုဥရောပသမဂ္ဂအနေနဲ့ A7 A5 ကိုပိတ်ပင်မှုပြင်ဆင်လာနေတာဖြစ်ပြီးအတည်ပြုချက်မတိုင်ခင်မှာအဖွဲ့ဝင်28နိုင်ငံလုံးရဲ့ထောက်ခံမှုလိုအပ်ပြီးအကောင့်ထဲမပေါ်နိုင်ခင်ပြင်ဆင်တာပြောင်းလဲတာတွေလုပ်နိုင်ပါသေးတယ်။ ဥရောပသမဂ္ဂနဲ့ရုရှားတို့ရဲ့တိုက်ပွဲဟာတဖြည်းဖြည်းနဲ့ပြင်းထန်လာနေပြီးရုရှားဘက်ကလည်းဥရောပနိုင်ငံတွေကိုတွေးတိုးဆန်းလာနေတယ်လို့ဒီမှနားထဲကြတဲ့ဥရောပနိုင်ငံတွေကလည်းရုရှားကိုတံပြန်ဖို့အတက်နီးလန်းပေါင်းစုံကိုစဉ်းစားလာနေကြပါပြီ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒေါ်လာတသိန်းခွဲအထူးခြေလှမ်းပြနေတဲ့ Bitcoin ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်။ Bitcoin ရင်းစိမ်းဟာဒေါ်လာတသိန်းခွဲအထူးတက်နိုင်ခြေရှိနေပါတယ်။ ဘေကန်ဟာဒီရက်ပိုင်းမှာစံချိန်နေစေအသစ်တွေတောက်လျှောက်ဖောက်လာနေနိုင်ပြီးဒီနှစ်ကုန်ပိုင်းမှာဈေးနှုန်းဒေါ်လာ3,500တောင်းအထိတက်နိုင်တဲ့အကူမြူလေးရှင်းဖရိတ်အသစ်တစ်ခုစတင်နေပြီလို့လေလာသုံးသပ်နေသူတွေကဆိုထားပါဗျ။အခုကိုပဲဘေကန်ဈေးဟာဒေါ်လာ3,600အထက်ကိုရောက်ရှိခဲ့ပြီးသူ့ရဲ့ market capitalization ကလည်းခရီးတို့တမိုင်းမှာပထမဆုံးအကြိမ်အဖြစ်ဒေါ်လာ2.5 trillion ကိုကျော်လွန်သွားခဲ့ပါတယ်။2018ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အမေရိကန်အစိုးရရှက်ထောင်းဖြစ်သွားတဲ့ကိစ္စဟာလည်း ဘစ်ကွိုင်းကိုတမိုးဒေါ်လာနဲ့အဆက်အဖြစ်ပြန်လည်စိတ်ဝင်စားမှုဒေါ်လာစီအကြောင်းသုံးသပ်နေကြပါတယ်။အမေရိကန်အစိုးရရဲ့နိုင်ငံရေးဆိုင်ရာကမောက်ကမားဖြစ်မှုတွေကဘဟုအစိုးရချုပ်ကိုင်မှုမရှိတဲ့အဆက်တွေအပေါ်စိတ်ဝင်စားမှုအတိတ်ကိုဖြစ်ပေါ်စေတဲ့အတွက်အမေရိကန်အစိုးရရှယ်တောင်းကဘစ်ကွိုင်းရဲ့တမိုးဒေါ်လာနဲ့အခမ်းကဏ္ဍကိုပေါ်လင်းလာစေကြောင်း Signal Bank ရဲ့ Chief Investment Officer ဖြစ်တဲ့ Fabian Dori ကဆိုထားပါတယ်။ဒါ့အပြင်အစိုးရရှယ်တောင်းရဲ့ Crypto Market အပေါ်တက်ရောက်မှုဟာ US Federal Reserve ရဲ့ interest rate ဆုံးဖြတ်မှုတွေအပေါ်ဘယ်လိုလွှမ်းမိုးမလဲဆိုတဲ့အပေါ်မှာအဓိကမူတည်နေကြောင်းလဲနန်ဆန်ရဲ့ researcher တဦးဖြစ်တဲ့ Jace Canning ကပြောပါတယ်ရှယ်ရောင်ကိစ္စပြည်လဲသွားခဲ့ရင်မရေရာမှုတွေလျော့သွားပြီး AVD ကိုအတုံနှုံလျှော့ချမဲ့ဘက်စီတွန်းအားပေးနိုင်မယ်ဆိုရင် crypto ဈေးကွက်အတွက်အကျိုးအမြတ်ထက်ရှိလာနိုင်ကြောင်း Canning ကခံမှန်းထားပါတယ်အခုလက်ရှိ on chain data တွေကတော့ worry ရဲ့ selling pressure တွေကျလာနေကြောင်းပြနေပြီး အခုဘစ်ကွိုင်းရဲ့ဈေးအတက်ကိုလည်းလုပ်ငန်းစုကြီးတွေရဲ့ဝယ်ဆိုတဲ့ကာလတစ်ခုအဖြစ်မှတ်တမ်းဝင်နေပါတယ်။အခုဆိုရင်အဖွဲ့အစည်းကြီးတွေက Spot Bitcoin ETF တွေကနေတဆင့်ဘစ်ကွိုင်းကိုလွယ်လွယ်ကူကူနဲ့တရားဝင်ဝယ်ယူနေနိုင်ပြီဖြစ်တာကြောင့်ဒေါ်လာဘီလီယံနဲ့ချီတဲ့ငွေကြေးတွေဈေးကွက်ထဲကိုစီးဝင်လာနေတယ်လို့ဘစ်ကွိုင်းရဲ့ဈေးကွက်တမိုးကလည်းနေပြည်တော်လုပ်ငန်းစုကြီးဖြစ်တဲ့ Amazon ထပ်တောင်းကျော်လွန်သွားခဲ့ပါပြီ။ဒါကြောင့်ဒီတစ်ခေါက်ဈေးအတက်ဟာလုပ်ငန်းစုကြီးတွေအပေါ်အဓိကမိတီနေတာဖြစ်တယ်လို့ USK ထက် sentimental value ကပိုအားသာနေတဲ့သဘောပါပဲဒီအကြောင်းကိုအောက်ပါလင်းမှာပြန်လည်ဖတ်ရှုနိုင်ပါတယ်ရှင်ဒီတက်ကြရဲကြမှာရှေ့ဆက်ပါဖြစ်မလဲဆိုရင်တော့ဈေးတက်ဘက်ဆိုရင်တော့ဒေါ်လာ3,300,000နဲ့ဒေါ်လာ3,400,000ကျောက်ကိုဆက်တက်နိုင်ပါတယ်။ဖြစ်နိုင်ခြေတော့နည်းနည်းသေးပေမဲ့ဒီထက်ဆက်ပြီးတက်နိုင်ခဲ့မယ်ဆိုရင်တော့ဒေါ်လာ3,600,000ကနေဒေါ်လာ3,800,000အထိခံမှန်းလို့ရနိုင်ပါတယ်။ဒါပေမဲ့အမေရိကန်အစိုးရရှက်ဒေါင်းကတရင်စိုးတွေထွက်လာမယ်ဆိုရင်တော့ ဒေါ်လာတသိန်းတသောင်းအောက်ကနေဒေါ်လာ၈သောင်းသုံးသောင်းအထိပြန်လဲကျဆင်းသွားနိုင်ပါတယ်။ဒါကြောင့်ဒီကြားထဲမှာတော့ဝယ်ယူသူတွေကလည်းအမြတ်တစ်ခုယူထားသင့်ပြီးဝယ်ဖို့ဆောင်နေသူကလည်းဒီစီအင်းနည်းဖြည်းဖြည်းချင်းဝယ်ဆူတာကသာအကောင်ဆုံးဖြစ်နိုင်ပါလိမ့်မယ်။ဒါကတော့မြန်ခရစ်တို့ကနောက်ဆုံးရရှိထားတဲ့တဲ့ဒီနေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါရဲ့ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းတော်နေလေးဖြစ်ပါစေရှင်။